ဒီတစ်ပတ်စကားဝိုင်းမှာဆွေးနွေးတင်ပြခြင်းနဲ့အကြောင်းအရာကချင်းပြည်နယ်ဖလန်းနဲ့စကိုင်းတိုင်းအင်းတော်မျိုးတိုက်ပွဲတွေမှာစစ်ကောင်စီရဲ့နာမည်ကြီးတပ်မ89ရှုံးနိမ်အထိနာသွားတဲ့အကြောင်းမှဲဖြစ်ပါတယ်။ဒီသက်ကြီးသိရှိကြတဲ့အတိုင်းပြီးခဲ့တဲ့ဧပြီလ9ရက်နေ့မှာဖလန်းနဲ့အင်းတော်မျိုးတွေကိုဒေါ်လိုင်းတပ်တွေကလာပေါင်းအတန်ကြာပိတ်ဆို့တိုက်ခိုက်နေခဲ့ရာကပြည်သက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။စီရဲရမျိုးနှမျိုးလုံးဟာအရေးပါပါတယ် ဖလန်ဟာဆိုရင်ချင်းပြည်နယ်မြို့တော်ဟာခါနဲ့ချင်းပြည်နယ်ဝင်ပေါက်ကလေးမြို့ကိုဆက်သွယ်ထားတဲ့လမ်းပေါ်မှာတည်ရှိသလိုအင်းတော်ကလည်းရွှေဘိုမြကြီးနားကားလမ်းပေါ်မှာရှိပါတယ်။အထက်ပြင်ဖလန်နဲ့အင်းတော်တိုက်ပွဲတွေမှာစစ်ကောင်စီရဲ့အမားကန်တပ်မ89အထိနာရှုံးနိမ့်သွားခဲ့တာလည်းဖြစ်ပါတယ်။ဟာခါဖလန်မှာ W ဟာကတားဗမောက်ဗျူဟာနှစ်ခုဖြန့်ပြီးတော့ခံစစ်စင်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ အထူးသဖြင့်အင်းတော်တိုက်ပွဲမှာတမခွန်ခွန်တမမှုကိုယ်တိုင်ဦးစီးနေခဲ့ရကအခုလို လက်ရဖမ်းမိခဲ့တာ ဖြစ်ပါတယ်အနိုင်ငံရေးရကြည့်မယ်ဆိုရင်လေဒီပကိုးမျိုးအခြေဆိုင်တမခွန်ခွန်နဲ့တမမှုဘူမှုချုပ်အောင်သက်ဦးကိုလက်ရဖမ်းမိလိုက်တာဟာ2022ခုနှစ်ဧပြီလ9ရက်နေ့ဆရာနာသိန်းစန့်ကျင်ရေးပကိုးတပိတ်ဖြိုခွဲခံရတဲ့၄နှစ်ပြည့်နဲ့တွားပြီးတော့တိုက်ဆိုင်နေပြန်ပါတယ် 2021ခုနှစ်ဧပြီ6ရက်နေ့တနေ့လုံးအကူမျိုးရွှေဘော်တော်ဖျားပတ်ဝန်းကျင်ရက်ွက်တွေလက်ပြကန်နာရက်ွက်တွေတဲကတပိတ်စခန်းတွေကိုတက်မခွန်ခွန်ကလက်ပြပုံးတွေလောင်းချာတွေနဲ့အင်အားသုံးပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့်လူ80လောက်တိဆုံးသွားခဲ့ရပါတယ်ဒါထအပြင်တက်မခွန်ခွန်ဟာရန်ကုန်နဲ့မန္တလေးမှာအာဏာသိမ်းဆန့်ကျင်ရေးငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကိုအကြမ်းဖက်ပစ်ခတ်နှိမ်နှင်းရမှာလဲပါဝင်ခဲ့တာဖြစ်ပါတယ် 2025ခုနှစ်ဧပြီလ9ရက်နေ့မှာတော့တမခွန်ခွန်တမမှုဘုံမှုချုပ်အောင်သက်ဦးနဲ့စစ်ကောင်စီတပ်သား150ကျော်အာဏာသိမ်းဆန့်ကျင်ရေးပြည်သူ့ကာကွယ်ရေးတပ် PDF တွေကိုလက်နက်ချအဖမ်းခံခဲ့ကြပါတယ်အလူခွင့်ရေးချိုးဖောက်မှုတွေတည်ကြီးကျူးလွန်ခဲ့တဲ့တမခွန်ခွန်ရဲ့တမမှုကိုစုံစမ်းစစ်ဆေးနေပြီးတော့တရားဥပဒေအရဆက်လက်အေးအေးယူသွားမယ်လို့မြို့သားညီညွတ်ရေးဆိုရ UNG ကလည်းကျွန်တော်တို့ အရာတွေကိုပြောဆိုထားပါတယ်။ဒါလိုအာနာသိန်းစစ်တပ်ရဲ့အဓိကတိုက်ခတ်ရေးတပ်မတစ်ခုဖြစ်တဲ့တပ်မခွန်ခွန်ရှုံးနေမှုဟာဆရာနာရှင်စန့်ကျင်ရေးလူဦးတော်လှန်ရေးအတွက်ဘလောက်ရေးပါလဲဆိုတာကိုအရာဝရီရဲ့ပင်တိုင်းဆောင်းပါရှင်တူလည်းဖြစ်စီရန်ဗိုလ်မှူးတူလည်းဖြစ်တဲ့ဆွဲတော်ကိုကျွန်တော်ဖိတ်ခေါ်မင်းမြန်ဆွံ့ရခဲ့ပါတယ်။ဆက်လက်ပြီးတော့နားဆင်ကြကြပါမင်္ဂလာပါကိုဆွဲတော်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ အဲတိကြတဲ့အတိုင်းပေါ့ဗျာခုနကကျွန်တော်တို့ပြောသွားခဲ့သလိုပဲတမတ်ခွန်ခွန်ရဲ့ရှုံးနေမှုပေါ့နော်ဖလန်းမာရောအင်းတော်မှာပါကျွန်တော်တို့တွေ့ရတာပေါ့အင်းတော်မှာဆိုလို့ရှိရင်တမတ်မှုကိုယ်တိုင်ကိုကဲပြီးတော့ဂျပန်လှိုင်ကူမှာလာပေါင်းများစွာလူသူလက်နက်အင်အားအများပြားနဲ့ခုခံခဲ့ကြတာပေါ့အဲဂျပန်လှိုင်ကူဆိုတာကလည်းဟိုဒုတိယကဘာစစ်တုံးကလေးကဂျပန်တပ်တွေအခိုင်အမာစောက်လုထားတဲ့နေရာလို့အဲကျွန်တော်တို့သိရပါတယ် အဲ့ဒါလို့အခိုင်အခန့်ခံစစ်စင်တိုက်နေရကနေပြီးတော့အခုလိုလက်ရပါအဖမ်းခံရတဲ့အထိဘာကြောင့်ကြဆုံးသွားတာလဲလို့ပြောနိုင်မလဲဗျအဓိကတော့ဟိုကျွန်တော်တို့တိုက်ပွဲချိန်ကြာမြင့်တာပါရှစ်လနီးပါးကျွန်တော်တို့တိုက်ပြီးတော့ဟိုနေတဲ့ချိန်မှာဒီဘက်ကဟိုအဲ့ချိန်မှာပြောရမှာတော့ကျွန်တော်ဒီ PDF တွေပေါ့နော် PDF တွေရဲ့ကျွန်တော်တို့ကစင်နီးပြပါလို့ပြောရမှာကျွန်တော်တို့စကိုင်းတိုက်ထပ်ပိုင်းမှာဆိုရင်ပထမပိုင်းမှာကျွန်တော်ကောလင်းကိုတိုက်ပြီးတော့ ပြန်လက်လွတ်ရတာရှိတော့အဲ့တော့သူတို့ကအဲဒီဟိုမြို့ကိုအမြန်သိမ်းပြီးတော့ဟိုဟိုထိတ်တာဖို့ထက်မြို့ကိုစနစ်တကျဖြတ်တော့ပိတ်ဆို့ပြီးတော့စစ်ကူမလာနိုင်အောင်စစ်ပန်းတောင်းတော့ပြီးမှသိမ်းနေပြီပေါ့ဒါ PDF တွေကကျွန်တော်တို့ခြေသုံးခဲ့တာကိုတွေ့ရတယ်။အော်ဒီကျွန်တော်တို့စစ်တပ်ဘက်မှာတော့ဘာဘာဖြစ်လဲဆိုတော့အချိန်ကာလကြာလာတယ်။အဲဒီမြေပြင်စစ်ကူမရောက်နိုင်တော့ဘူး။လေကြောင်းစစ်ကူလေကြောင်းပစ်ကူတစ်ခုနဲ့ပဲအခုကံလည်းအချိန်မှာအာတဖြည်းဖြည်းနဲ့စစ်တပ်ဘက်ဆိုင်ရာကြာဆင်းပြီးတော့ အာဒါဟိုလက်လက်ချလိုက်ရှုံးနေတော့အဓိကတော့ဒီ quality ဆင်တယ် quality ဆင်ပြီးတော့လမ်းမှာဘာခံခံနဲ့ဖြစ်စင်တော့အဓိကစစ်တဲ့ဘိုင်းဆိုင်ရာကိုတဖြည်းဖြည်းနဲ့အဲရိုက်ချိုးပြီးတော့မှအာဒီအောင်ပွဲကိုယူလိုက်တဲ့သဘောမျိုးလို့ကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်မို့လဲအဲတက်မှမှုတရားဘုံမှုတရားပူးစည်းပြီးတော့ခုခံတဲ့အခန်းစစ်ကလာစုခွာထွက်ပြေးရတယ်ပြီးတော့လမ်းမှာဘာခံရတယ်ဆိုတဲ့အားမျိုးရှုံးနေတော့တော့ကျွန်တော်တို့ယူဆပါတယ်အဓိကကျွန်တော်တို့ဆက်ပြောမယ်ဆိုတော့အဓိကကတော့ဒီကျွန်တော်တို့ဒီဟိုသူတို့1027 လှိုင်းနေပြီးတဲ့အချိန်မှာတော့လူအင်အားပေါ့အဓိကဟိုကျွန်တော်တို့အများကြီးဆိုးရှုံးနေရတယ်ဆိုးရှုံးနေရတဲ့အချိန်မှာဒါဒီစစ်မှုထားဥပဒေကိုပြဋ္ဌာန်းတယ်အဲစစ်မှုထားဥပဒေကတပ်သားတစ်တွေအများကြီးပေါ်လာတယ်ဒါပေမဲ့လူဟောင်းတွေကဖြည်းဖြည်းချင်းနဲ့ဒါတိုက်ပွဲမှာကြာတာရောအပန်းခံရတာရောဟိုဒဏ်ရာရတာရောလည်းဖြည်းဖြည်းနဲ့နေလာတယ်အဲ့တော့နေလာတော့လူကောင်းတစ်ယောက်မှာလူသစ်စရာလုံးနဲ့ပေါင်းပြီးတော့ဟိုလုံနေရတဲ့အခြေအနေမှာပေါ့နော်အဲတဖြည်းဖြည်းနဲ့စစ်တပ်ဘက်ကအားရော့လာတဲ့သဘောအဲ့ဒါကိုလည်းတွေ့ရပါအဓိကတော့ ော်ကျွန်တော်တို့အစစ်တပ်ပိုင်းပေါ့နော်အဲ့တော့အခုပြန်ပြီးတော့ကျွန်တော်တို့ဟိုပြောမယ်ဆိုရင်ဒါနေ့စဉ်ပြည်သူစစ်မှုထမ်းဥပဒေရောက်ဝင်လာတဲ့လူသစ်စုဆောင်ခံထားရတဲ့စစ်တီရာကျွန်တော်တို့ထပ်ပြေးမှကိုကြောက်ပြီးတော့ဒါလူကောင်းတွေကပြန်ပြီးတော့ပြင်းဆောင်ရတယ်ပေါ့နော်အဲ့တော့တပ်သားတွေရဲ့မုံနီစိတ်ကစစ်တပ်ကိုနေ့စဉ်ဒုက္ခပေးနေတာပေါ့အခုလဲဒါကျွန်တော်တို့ဟိုလက်နက်တွေအများကြီးရှိတယ်လူလက်နက်တွေခဲရမ်းနေအများကြီးရှိတယ်ပေါ့နော်တောက်ခံမယ်ဆိုတောက်ခံလို့ရတဲ့နေထားအနေမှာဒါစစ်တပ်တွေပြပြပြီးတော့ထွက်ပြေးရတဲ့အခြေအနေတိဖြစ်ခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ် ဒါမှန်ဒီတက်မှတ်ခွန်ခွန်ဟာကျွန်တော်ခုနကပြောသလိုပဲဒီစစ်ကောင်စီရဲ့အဓိကတိုက်ခိုက်ရေးတပ်အခုဖြစ်ခဲ့တယ်လို့အဲတော်တော်များများကပြောကြတာ။ဆိုတော့အခုဆွေတော့မြန်မာရောဒီတက်မှတ်ခွန်ခွန်ဟာဘလောက်ထိစစ်တပ်မှာ အရေးပါခဲ့လဲဗျ။ဟုတ်ကဲ့ဒီဟိုအစင်လာရတော့သူကဒီကျွန်တော်ပထမဆုံးဖွဲ့ခဲ့တဲ့အတက်မှတ်လို့ပြောလို့ရတာပေါ့နော်။လက်ရှိကျွန်တော်တို့လက်ရှိ အခင်းချင်းကိုကြည့်မယ်ဆိုရင်နာမခရဲမှာကျွန်တော်တို့ဒါမြောက်ပြောက်တိုင်းဆက်ရနာချုပ်တဲ့မှာသူဒီချစ်ပြည်နယ်မြောက်ပိုင်းရယ်သခိုင်းတိုင်းထပ်ပိုင်းရယ်မှာအာကျွန်တော်သခိုင်းတိုင်းထပ်ပိုင်းရယ်ပေါ့နော်တော့မကွေးတိုင်းမြောက်ပိုင်းရယ်မှာသူကွဲထားတော့ကြည့်တယ်သူကန်ကောင်းမှာတူပါရှိတယ်အခုနကကိုရဲကြီးပြောလို့ဘာဘာမောက်ဘက်မှာတူပါရှိတယ်အခုတက်မှာတော့အခုလက်ရှိအင်းတော်မှာပေါ့နော်အင်းတော်မှာထိုင်ပြီးတော့ဒါဒီနာမခဆစ်စင်ရည်တွေမှာသူ့ကိုအားပိုးပြီးတော့လုပ်နေရတဲ့သဘောပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီလက်ရှိကာလမှာတော့တွေ့ရတယ်အဲ့ သူ့ရဲ့တမန်ကျောင်းဆင်လာရကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်တမောက်59ကအထောက်966ဂျွန်လာ6ရက်မှာစပြီးဖွဲ့တာပေါ့နော်အဲကျွန်တော်ပထမဆုံးတက်မှာဘူးကအဲကျွန်တော်ထောင်လိုက်ဘုဇုခင်ရဲ့ဆရာဘုဇုတင်းစုကျွန်တော်တို့ဒီလမ်းစဉ်ဒီပေါ်ပေါ်တော့ဘုဒီရင်မဆလာကေတော့ကျွန်တော်ဒါဟိုစပ်ဖို့တက်ဝင်ပြီးလုပ်ခဲ့တဲ့ဘုဇုတင်းစုနော်သူကတော့2020နှစ်ဇန်နဝါရီလ9ရက်မှာတော့ကိုယ်လွန်သွားပြီပေါ့ဘာကပါတွေကိုအဓိကနေနေမှုဖွဲ့စည်းခဲ့တဲ့ အတမကွန်ဆက်ပေါ်မှာတကယ်လည်းဒီဒီဘာကဘစစ်စင်ရေးတွေမှာအောင်မြင်ခဲ့တာပေါ့နော်ဒီတကယ်တမ်းတော့လို့ပိုသေးရလို့ဟိုကဒါ1968မှာနေနေခဲ့တယ်နောက်1985မှာသခင်စင်တို့သခင်ချစ်တို့ကိုနေနေခဲ့ပြီဘူယုံမှာဘာကဘအာဇတိန်တော့သူဆောက်ဆောင်ခဲ့တယ်လို့ပြောရမှာပေါ့နော်အဲ့ဒီအဲ့ဒီလိုအစင်လာရှိတဲ့တမကွန်ဆက်ပေါ်မှာဒါဒီရှေးဝါရောင်တော်နိုင်ရေးအေးမှဆိုလည်းဒါကျွန်တော်တို့ဒါဟိုဒီဟိုကျွန်တော်ဒီဆန္ဒပြတဲ့ကျွန်တော်တို့ရဟန်းတန်ဃာတွေနဲ့ဒီလိုလိုပေါ်နေ ဟိုနေနေတဲ့အချိန်မှာတော့အကြပ်တဲ့ဟာတွေတွေ့ရတယ်ဗောနော်အခု2021အဆင့်အာနာတိမ်မှုမှာတော့ငါတို့အခုအဲ့လိုမှာတော့ကျွန်တော်နီးပြီးအောင်ဖြစ်တဲ့ဘုံမင်းကြီးမောင်ရဲ့အဲရန်ကုန်မှာစန္ဒပြတဲ့အဲပြည်သူတွေကိုနေနေခဲ့တော့တိကျနေနေခဲ့တဲ့ဖြစ်စဉ်တော့ခွေခုနကခွေနေပြောသလိုအကိုကအဲကျွန်တော်တို့ဧပြီ9ရက်နေ့ကိုလေတတ်တတ်ဆန်တယ်ဧပြီ9ရက်နေ့မှာ2021ဧပြီ9ရက်နေ့မှာလူလူချမှုတွေကိုဒါဟိုညပုညပိတ်တိကျလို့နေနေခဲ့တဲ့ဟာ ဒါရီနဲ့ပတ်သက်လို့ဒါနမဲဆိုးနဲ့ပြည်သူတွေကြားမှာကြော်ကြားတဲ့တက်မှလို့ပြောလို့ရပါတယ်အခုအဲ့လိုဟိုအဲ့လိုဒီခုနပြောတဲ့သူ့ရဲ့သမိုင်းကြောင်းပြန်တဲ့တော့ဟိုရှေ့နောက်တော့ဖြစ်မှာတကယ်ဟိုသူ့သမိုင်းကြောင်းညကျွန်တော်တို့လို့ဖွဲ့ပထမဆုံးဖွဲ့စည်းတဲ့တက်မှဖြစ်တယ်လို့တော့ရန်ကုန်ရန်ကုန်မှာဆေးရုံးရှိတဲ့အချိန်တော့ဆိုရင်ဒါသူကအကြီးရတက်မှပေါ့နော်ကကကြီးရအရန်တက်မှဖြစ်အဲ့ဒါနှစ်ပေါင်းများစွာသူနေခဲ့ရတာကိုယ့်ဘဘဘဲတောင်းထမ်းဆောင်နေရတဲ့ တက်မှာဖြစ်ပါဘူးအာကိုရတက်မှာပါအခုကျွန်တော်တို့2021ဆေးရတာတင်တဲ့ချိန်မှာလည်းနေပြည်တော်မှာရှိတဲ့စက္ကက6ကိုမတုံးခဲ့ပဲနဲ့ဒီရကုန်မှာရှိတဲ့တက်မှာကွန်ဆက်ကွန်ပေါ့နော်တက်မှာကွန်ဆက်ကွန်ကအချိန်တော့ဒီဒီရကန်ရနဘာကပ်ပါမှာစစ်စင်ဝင်နေနေအေးနဲ့တက်ခွေးတွေဖြစ်ပြီးတော့တနစ်ကျော်ကြားတဲ့ချိန်မှာစစ်စင်ကာလကြာလို့ဆိုပြီးတော့ပြန်လာတဲ့တက်မှာပေါ့အဲ့ဒါကိုသူပြန်သုံးပြီးတော့တက်မှာကွန်ဆက်ကွန်ကိုသုံးပြီးတော့ဒီဝါပေါ့ဒီဝါမူဦးကြီးတဲ့အဖွဲ့ကဒါဒူးချုပ်ကိုလည်းမိန်ပေးပြီးတော့ ်တမရအိန်တော်တို့နော်အတိုင်းပင်ကအိန်တော်တို့ဝင်ပြီးတော့ဒါဖမ်းဆီးတဲ့ဖြစ်စဉ်တွေမှာဒါအသုံးပြုခဲ့တာဖြစ်ပါတော့ဒီဘီယူဒေါ်လာရဲ့အစမှာလဲတမ89ကအရေးပါတဲ့အဲနေရာပါတယ်လို့ပြောလို့ရပါတယ်ဆိုတော့ဒီလိုမျိုးအရေးပါတဲ့အဲတမတစ်ခုရှုံးနေသွားတဲ့ပုံမှာအစ်တတိုင်းဝိုင်းထဲမှာဘာ ਈ ပြောတာကြားလဲဗျအစ်တတိုင်းဝိုင်းကတော့တမမှုကိုတိုင်းဘန်းခံလိုက်ရတဲ့ဟာရှေ့မှာတော့ဖြစ်စဉ်တွေအများကြီးရှိတာပေါ့နော်ဒီစကမ်းတဲ့ထပ်ပိုင်းမှာဘန်းခံလိုက်ရတယ်အဲနောက်တန်းမှာရှိတဲ့ တက်မဌာနချုပ်အပါဝင်လောက်ကန်တရရေးဆိုင်ရာတော့ဒါသူတို့စိတ်ကပြက်ပြားတာပေါ့တက်မမူကြီးကိုယ်တိုင်ဖန်ခံလာရပြီဘယ်လိုဖြစ်မှာလဲပေါ့နော်အဲနောက်ကျွန်တော်တို့တက်ပြဲမှာသတင်းတွေကဘယ်လိုပြနေလဲဆိုတော့ဒါဟောတော်လိုင်းရေးတက်တွေကိုညှိနှိုင်းပြီးဆုတ်ခွာတာဖြစ်တဲ့အတွက်အဲတက်မမူကိုပြန်လွတ်ပေးမှာပါဆိုတော့မရေရာတဲ့သတင်းတွေနဲ့ဒါဟိုသတင်းမှဖုံးလာတာပေါ့နော်အဲ့ဒီညတိုင်းပြီးဆုတ်ခွာတယ်သူကျွန်တော်တို့ငနေရံကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကြောင့်အပြည့်ရကာလအတွင်းမှာညတိုင်းပြီးဆုတ်ခွာတာဖြစ်တဲ့အတွက်တမမမှုနဲ့ဒီအဖက်ကလည်းအရာ150ကမကြာမီပြန်လုပ်မှာပါ ဆိုတော့ဟိုအဲ့လိုမျိုးပေါ့နော်ဟိုတည်မားတွေနဲ့ဟောတော့ပြန်နေတော့တွေ့ရတယ်စိတ်တပိုင်းဆိုင်ရာတော့တမောက်မှုကိုယ်တိုင်ဘာခံနိုင်ရလို့နောက်မှရှိတဲ့ဟိုတိုင်ရင်မှုတွေရောယာယီစစ်တီတွေအားလုံးပေါ့နော်ကိုယ်ကွဲမှုတော့တိုင်ရင်တွေမှာရှိတဲ့ယာယီစစ်တီရောအိမ်တော်တဲ့မိသားစုဝင်တွေရောအားလုံးကစိတ်ရပြပြနေတဲ့သဘောတွေ့ရပါတယ်ဟုတ်ကဲ့ခုဆိုရပြောလို့အဲ့ကျွန်တော်လဲဆိုရှယ်မီဒီယာတွေပေါ်မှာခုနကဒီအဓိကတော့ဒီဟိုပါပေါ့နော် အောက်ခြေပိုင်းမှာစစ်စင်လုံနေတဲ့စစ်သားတွေကြားထဲမှာ အစိတ်တက်ပိုပြက်ပြားလာနေတယ်ဆိုပြီးတော့ပြောတာတွေတွေ့ရတာပေါ့အဲနောက်ပြီးတော့သူတို့ထောက်ပြတဲ့ထဲထဲမှာအခုဒီတမခွန်ခွန်တမမှုတွေမကောက်ဘူးပေါ့နော်ကြံတဲ့အဲတမမှုတွေပါရှုံးနေကြရတဲ့အကြောင်းတွေပါ ပြောနေစုံနေကြရတယ်ဆိုတော့ကိုဆွေတဲ့အမြင်ကိုသုံးသက်ချက်ကိုလည်းပြောပြပေးပါဦးအဲကျွန်တော်တို့ဒီပေါ့နော်ဒီမြန်မာစစ်တပ်မှာတော့ကျွန်တော်တို့ကဒီကနန်းတမလို့ခေါ်တာပေါ့တမစက်တက်ကနေတမတရားတက်တယ်ပေါ့နော်ဒါဒီဒီတမတွေရှိတဲ့နေရာမှာကျွန်တော်တို့ဒါအခု ဟိုအများဆုံးအားကိုးရတာကနန်းတက်မှဆိုပြီးမာတယ်ပေါ့နော်စစ်စီမှာသုံးရင်မာတယ်အဲရီမန်ကျက်ကိုအကောင့်တဲပေါ်တဲ့ခါမှလည်းဒါဟိုပို့ပြီးတော့စိတ်ချရတယ်လို့အမြင်ရှိတာပေါ့နော်စကခတက်တယ်စစ်စီကိုကံမှုဌာနချုပ်ပြီးပေါ့နော်စစ်စီကိုကံမှုတက်တယ်လက်အဲဒါအများကြီးဟိုအားကိုးရတဲ့တက်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီလူဦးတော်လိုင်းမှာပြန်ကြည့်မယ်ဆိုရင်တက်မှဒီကနန်းတက်မှ10မှတဲ့ရနေမှာ10မှတက်မှလို့ဒါအတိအဆုံးတာတွေလက်လက်ချတာတွေဘာခံရတာတွေကိုကျွန်တော်တွေ့ရပါတယ် ဲ့ဒီမှာတက်မ33နဲ့တက်မ66ကတက်မမှုတွေပဲအဲကြံ့တာပေါ့နော်အဘမ်းမခံရဘူးမသိဘူးလည်းလည်းမချောက်ဒါပေမဲ့လည်းဒါတက်မ33လို့ဆိုရင်ဒီတော်တော်လေးတော်လေးကာလတုန်းကပဲကချင်ပြည်ရကိစ္စနဲ့ပတ်သက်လို့ဒါဟိုဖန်ဆီးပြီးတော့ရည်ယူကြတာလည်းရှိတာပေါ့နော်အချင်းပြတ်ခြားစားမှုတွေနဲ့ပတ်သက်လို့ဒါမျိုးတွေတွေ့ရပါတယ်အဲ့တော့စစ်တပ်မှာကနန်းအဲတက်မဆင်မာလည်းရရှစ်မဒီမာမာကျော်ပါလေဆိုတော့တက်မတွေရဲ့ခေါင်းဆောင်ဦးစီးခေါင်းဆောင်ကြီးကိုယ်တိုင်ဒီလိုမျိုးဟိုတေဆုံးခဲ့တယ် တည်ဆုံးရတယ်သုံးပါးပြဘာခံရတယ်ဒဏ်ရာရခဲ့တယ်လက်နက်ချရခဲ့တယ်ဒါတွေနဲ့ပတ်သက်လို့ဟိုပြန်ပြီးဟိုပြမယ်ဆိုရင်တက်ထဲမှာတော့ဒါဒီကုကောရဇခုံဆိုပို့ပြီးတော့ဆိုးတာပေါ့နော်ဒီတော့ဒီရန်ကုန်ပဲခူးဒေသတွေမှာရှိကြတဲ့တက်တွေမြို့ပေါ်တက်တွေပေါ့နော်တန်းတွေအဲ့တော့ပို့ပြီးတော့သူတို့အတွက်ထိခိုက်မှုပိုများတာပေါ့နော်အမျိုးထဲမှာလည်းမျို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 းထဲမှာလည်းလို့လက်သွားမရဘူးဒီကြားထဲမှာတက်ထဲမှာဟိုပို့နေပြောရရင်ဒီနိုင်ခဏလုံးမဲ့တော့မှာဖုံးကွယ်ပြီးလောက်အောင်မဲ့အခြေအနေမျိုးမှာသူတို့အတွက် ပိုပြီးထိခိုက်မှုတွေများတယ်အဲ့တော့နောက်သူတို့လက်ရှိကိုကဲနေတဲ့အကြီးဆုံးလူကိုယ်တိုင်ကဒီလိုမျိုးဖက်ခံလိုက်ရတဲ့ဖြစ်စဉ်အကြောင်းကိုဟိုစိတ်ဓာတ်ကတော့ဟိုကိုယ်ကောက်စရာမရှိအောင်ကြာသွားတယ်ပြောရမှာအခုဒီ plan နဲ့အင်းတော့ကြာသွားပြီးစစ်ကောင်စီကချင်းတဲ့ဇကိုင်းကိုလည်းလေချောင်းတိုက်ခိုက်မှုတွေပိုလောက်လာတာကိုကျွန်တော်တွေ့ရတာပေါ့အရက်သားပြစ်မှတ်တွေ ဆိုရင်အများစုဖြစ်တာကိုတွေ့ရမှာပြောရမယ်ဆိုလို့ရှိရင်ငလျင်ကြောင့်ပြည့်ရမယ်ဆိုပြီးတော့စစ်ကောင်စီကထုတ်ပြန်ခဲ့ပင်မဲ့အဲဒီလိုမျိုးလေကြောင်းတိုက်ခိုက်မှုတွေကတော့ဆက်လုပ်နေတာပေါ့နော်အဲငလျင်ကြောင့်ဒုက္ခရောက်သူတွေကိုကယ်ဆယ်ဖို့အပြည့်ရမယ်အဲနိုင်ငံငလျင်ဌာနကနေပြီးတော့မှပြန်လဲတိဆောက်ဖို့ငြိမ်းချမ်းရေးရအောင်လုပ်မယ်ဆိုတဲ့အချက်တွေကတော့မျောလင့်လို့မရနိုင်တော့ဘူးလို့ပြောရမှာပေါ့ဗျာအခု ပုံစံကြည့်ရတာစစ်ပွဲကပြန်ဖြစ်မဲ့ ဲတဘောအနေထားကိုပဲမြင်နေရတာဟုတ်ဆိုတော့ကိုဆွဲတော့ဘလို့မြင်လဲဗျတကယ်လို့ဒါဒီလိုမျိုးပြန်ဆတိုက်ကြပြီဆိုရင်အဲဘယ်ဒီတတွေမှာဖြစ်လာနိုင်မလဲဗျနောက်ပြီးတော့ဒီလောက်စိတ်တက်ကုန်းကောက်လို့မရအောင်ကြာနေတဲ့စစ်တပ်ကအဲတိုက်နိုင်ပါအောင်မလားပေါ့နော်ဒီကတော့အပြည့်ရက်ပေါ့အပြည့်ရက်ကပထမဆုံးစတင်ကြတော့ကျွန်တော်တို့ဒါဟိုစစ်တပ်ကတင်ကြတာမဟုတ်ဘဲနဲ့စစ်တပ်ကိုဆက်တင်တဲ့ဖွဲ့တွေပေါ့နော် NGO တို့ PDF တို့အဲ့ဖွဲ့တွေကနေစပြီးတော့ဟိုကျွန်တော်တင်ကြတာဟို တွေ့ရပါတယ်အဲ့တော့ဒီနောက်ဒီကျွန်တော်နေပြည်တော်မှာလုပ်တဲ့ဟိုကျွန်တော်တို့ဒီပေါ့နော်ဒီဟိုငလျေတန်းနဲ့ပတ်သက်လို့ဟိုငလျေဘေးသွင်းတဲ့လူတွေကိုလူဘွေးနဲ့ပတ်သက်လို့ရှိရင်လည်းတို့ကအဲ့မှာပြောတဲ့ဟာပေါ့တချို့ကဘာပြောလဲဆိုတော့တို့ကာကွယ်တဲ့စစ်စီရေးတွေစက်လုံးပဲပေါ့အဲ့လိုပုံစံမျိုးပြောတာပေါ့ပထမဆုံးကျင်ညာတာ NUG နဲ့ဒါတိုင်းသားလက်နက်ကိုင်အချို့ကနေစပြီးကျင်ညာတာဖြစ်ပါတယ်အနောက်ဒီဧပြီ3ရက်နေ့မှာအထိုင်းမှာကျွန်တော်တို့ဒါ best အစီအွေတက်ရအောင်မယ်ဆိုတဲ့အချိန်ကြမှာ ဧပြီလ၄ရက်နေ့ညညပိုင်းမှာစစ်ကောင်စီဘက်ကဒါအတိရက်ကိုကျင်ညာခဲ့တဲ့သဘောကိုတွေ့ရပါတယ်။ကျွန်တော်အမြင်အရပြောရင်တော့စစ်ကောင်စီဘက်ကကျင်ညာတဲ့ကျင်ညာချက်ဟာအာတို့သူတို့အကျိုးစီးပွားကဘယ်ကိုသူတို့ PR တွေရောဖို့ပေါ့။သူတို့အဖိတ်တဲ့ထိုင်းဝင်ကြီးချုပ်နဲ့တိုင်းကြီးဒီတိုင်းနိုင်ငံမှာတောင်းတဲ့စီဝေးခီးစင်မှာ PR တွေရှော့ဖို့ဟိုကျင်ညာတဲ့အတိရက်ဖြစ်တဲ့အတွက်ကျွန်တော်စစ်မှန်တဲ့အတိရက်မဟုတ်ဘူးလို့ပြောလို့ရပါတယ်။အဲ့တော့အတိရက်ကျင်ညာထားပေမဲ့အတိရက်ထားတဲ့နေ့အပါဝင်ပေါ့နောက်ပိုင်းနေ့မှာနေ့စဉ်ရက်ဆက်လေကြောင်းတွေပုံကျတဲ့ဖြစ်စဉ်တွေကလည်းတောက်လျှောက် ဖြစ်နေတာကိုတွေ့ရမှာတကယ်တမ်းသာငလျင်ဒံအကြောင်းကိုစာနာပြီးတော့ပြန်လဲထူထောင်ရေးလုပ်မယ်ဆိုရင်ဒီလေးနဲ့ပုံကျက်အောင်လေးဒါရက်တန်မဖြစ်မနေရက်တန်ထားရမယ်အခြေအနေလို့ကျွန်တော်တော့မြင်ပါတယ်အဲ့တော့နောက်တစ်ပိုင်းကိုရည်ဒီနောက်ဆုံးမေးလိုက်မေးတဲ့မေးခွန်းတော့အခုပြည့်ရက်ကာလကျွန်တော်တို့တော်သွားတယ်ပြည့်ရက်ကာလကိုဒါကျွန်တော်တို့ဟိုဖြတ်သိမ်းလိုက်တယ်ဆိုလို့ရှိရင်ပထမဆုံးစပြီးတော့ဟိုတိုက်နေတော့အခုကျွန်တော်တို့ဘာအောင်မှလဲဆိုတော့အခုကျွန်တော်တို့အင်းတော်ကြာသွားတယ်အင်းတော်ကြာသွားပြီးနောက်ပိုင်းမှာဘယ်ဘုံကျက်လဲဆိုတော့အင်းတော်နဲ့ဝင်းတို့ကြာဖို့ဘုံကျက်တာလည်းရှိတယ် ်ပင်လယ်ကူးကျသွားပြီးတော့နောက်ပိုင်းမှာဝင်းတို့ဒါဒုစစ်ကောင်းတော့ကိုယ်တိုင်လာခဲ့တာလည်းရှိတယ်အဲ့တော့ဟိုသူတို့ကတော့သခိုင်းတိုင်းထပ်ပိုင်းကိုပို့ပြီးတော့စစ်ကောင်စီကဒါဟိုသူတို့ထပ်နောက်ပြို့တွေမကြောက်ဘူးဟိုလောက်လာနိုင်တယ်လို့ကျွန်တော်တို့ယူဆတယ်နောက်တစ်ခုကတော့ဖလန်းကြပါတယ်ဖလန်းကြပြီးနောက်ပိုင်းမှာချင်းပြည်တယ်မှာဒီကျွန်တော်တို့ဟိုစစ်ကောင်စီကစိုးမိုးတဲ့ဒီမြို့ဆိုတော့တော်တော်များနေသွား၄၅မြို့လောက်ပဲကျွန်တော်တို့ဂျန်တော့မှာအဲ့တော့ဟာပြည်နယ်မြို့ဖြစ်တဲ့ဟာကမြို့အပါပဲမှာအဲ့တော့ချင်းချင်းပြည်နယ်နောက်ပိုင်းနဲ့ စကိုင်းတိုင်းထပ်ပိုင်းကိုဒါစစ်ကောင်စီကတော့ပုံပြီးစစ်ချိန်မြင့်လာနေတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဒါအခုလက်ရှိ area ထိုးစီရောက်နေတဲ့ဘကိုးတိုင်းဘကိုးတိုင်းအနောက်ချမ်းအညောင်ကျိုးကိုကျသွားပြန်တော့ညောင်ချီတော့အဲ့ကပ္ပစဆဲုံဒီဘက်ကိုတို့အင်အားအလုံးရင်စစ်ကူပြင်အားအင်အားအလုံးရင်ပြစ်ကူပြင်အားအလုံးရင်နဲ့ဒါခုကံမယ်လို့ကျွန်တော်တို့ယူဆငလင်းတန်းဒေသတွေမှာရောပြန်ဖြစ်လာနိုင်မဲ့အလားအလာမြင်သေးလားဗျငလင်းတန်းတကခိုင်းရတဲ့ဒီဒဂိုင်းတိုင်းဘက်မှာလည်းဖြစ်လာနိုင်ပါလားအခုစစ်ကောင်းဆောင်ကျွန်တော်တို့ဒဂိုင်းကိုနေချင်းပြန်သွားတယ်တကယ်ပဲ တကယ်တော့ကျွန်တော်တို့ဒါကို PDF အဲတက်ဖွဲ့လေးရှိတဲ့ main compass ဆိုသူတို့မသွားရဲဘူးဒီစကမ်းမျိုးကနာယီပိုင်းကြသွားပြီးတော့မှဒါချက်ချင်းပြန်ထွက်သွားတဲ့နေသားတွေရှိပါတယ်အဲ့တော့ဒီဒေတာတွေမှာလည်းသူပြန်ပြီးတော့ဟိုဖိမယ်ပေါ့နော်ငလျင်နဲ့ပတ်သက်လို့ဆက်ပြောမယ်ဆိုတော့ကျွန်တော်ဟောပေါ့ငလျင်ကတကယ်ကိုစီမံခန့်ခွဲပြီးတော့ငလျင်တန်းနေပြန်လဲထူထောင်ရေးပေါ့နော်အာတည်ငြိမ်ရေးပြန်လဲထူထောင်ရေးတွေကယ်ဆယ်ရေးလုပ်ငန်းတွေပတ်သက်လို့တကယ်ပဲစနစ်ကျခံကွင်းနေလားကျွန်တော်တို့နိုင်ငံမှာမြင်ရတာတော့ကတော့ဒီဒီလာလူတွေတူတဲ့လူတွေကိုဒါဟိုတကယ် မလီဘေးခံတင့်ခဲ့တဲ့လူတွေကတကယ်မရပဲနဲ့လာပြီးတက်စီတဲ့လူတွေကပဲယူနေတဲ့ဟာမျိုးပေါ့နော်အဲ့လိုအခြေခံကြတဲ့စီမံခန့်ခွဲမှုတော့မှစစ်ကောင်စီဘက်ကမလုပ်နိုင်ဘူးလို့ကျွန်တော်တို့မြင်ပါတယ်။ဒါနဲ့အခုအခုဒီလေဒါတချို့အဆောက်အဦတွေအောက်မှာဆိုရင်ဒါနှစ်ပတ်ကျော်လာတဲ့အထိကျွန်တော်တို့ဟိုဒီဓာတ်ပေါ်တွေမထိုးပါသေးတဲ့အခြေအနေလေးရှိတယ်။အဲ့တော့တကယ်ကိုစနစ်တကျစီမံခန့်ခွဲနေတာတဲ့ဆိုင်ရင်ဒီနိုင်ငံသားလာတဲ့အာဒီကေတရေးဖွဲ့တွေနဲ့ဓာတ်ပုံတွေရိုက်ထောက်ပံ့ပစ္စည်းတွေပေးဒီတစိမ့်တွေလဲလဲပြီးတော့အော်သူတို့ရဲ့တရားဝင်ဖြစ်မှုကို ဦးစားပေးနေတာကိုကျွန်တော်တို့ရတကယ်စေတနာမှန်နဲ့ကယ်ဆယ်ရေးလုပ်တာပုံတက်တော့ဒီအတိအကျကာလကြော်ရင်လည်းငလျင်ဒီဘေးတဲ့ဒေတာတွေမှာဟိုငလျင်ဘေးတဲ့ထားလို့ပြည်သူတွေစိတ်ပါစရာထိခိုက်မှာဆိုလို့ဆိုပြီးငဲ့ညာနေမှာကိုခွင့်နဲ့အဲသူထုံးတဲ့အတိုင်းပဲတိုက်ဆရာကြီးကတိုက်ကျဲဆရာကြီးကကျဲနေမယ်သဘောလို့ကျွန်တော်တို့မြင်ပါတယ်ဟုတ်ကဲ့အခုလိုသုံးသက်ဖြေဆိုပေးတဲ့အတွက်ကြောင့်ဒီအဝရဲ့ပင်တိုင်းဆောင်းပါရှင်ကိုဆွဲတော်ကိုဂျေစုတင်ရှိကြောင်းပြောရင်းနဲ့ ကျွန်တော်တို့ရဲ့ဒီဘက်သတင်းစကားဝိုင်းတန်လွင့်စီစဉ်ကိုဤမာရမယ်ရန်နာဝင်ပြပါခင်ဗျာ